အပိုင်း190ရဲ့အဆောင်မှာတော့ရိုဒီဒိုကဗိုင်ဘာနဲ့အတူနေရာတစ်ခုကိုလိုက်လာခဲ့ကြပါတယ်။အဲဒီအချိန် BB ကတော့သူတို့အနေနဲ့ဒီနေရာမှာဘယ်လောက်ထိနေရအောင်မလဲဆိုပြီးပြောနေခဲ့တာပါ။ဒါကိုကြားတော့ရိုဒီကဗိုင်ဘာကိုအရန်တော်တဲ့လမ်းရှာသမားပဲလို့ပြောလိုက်ပါတယ်။ဒါအပြင်ဗိုင်ဘာကအခုမာကိုကိုသွားခေါ်နေရလို့ပြောလိုက်ပါတယ်။မာကိုကမိုးစိတ်ဖြူကြီးရဲ့တက်ခွဲမှာပါတက်ခွဲမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူတူဖြစ်ပါတယ်။ဆိုင်မရှိတော့တဲ့ BB ကသူ့မှာလေမာကိုကိုလိုက်ရှာမယ်လို့ပြောကထွက်သွားပါရီရိုဒီကအဲ့လိုထွက်သွားမယ်ပြောတော့ဓာတ်လိုက်ပါရီ ပြီးတော့ရိုဒီကဘီဘီကိုမင်းကိုမြင်ရင်လက်မီးပြေးသွားလိမ့်မယ်လို့ပြောတော့ဘီဘီကဇဝေဇွားဖြစ်သွားပြီးမာကိုကလူကိုမြင်တာနဲ့ကြောက်နိုင်မှာမလားလို့မိလိုက်ပါတယ်ဒါကိုကြားတော့ရိုဒီကဘိုင်ဘာကရေတခွင်ရဲ့နောက်ဖက်မှာအေဂျင့်နဲ့ရွာလေးတွေရှိတယ်လို့ပြောပြခဲ့ကြအောင်ရှင်းပြလိုက်ပါတယ်ဒါပြင်ရွာတွေကသူတွေကိုသူတို့လိုစစ်တီတွေကိုမြင်ရင်ကြောက်သွားလိမ့်မယ်လို့လည်းရိုဒီကပြောပြပါတယ်ဒါကိုကြတော့ BB ကဘိုင်ဘာကသူတို့ထက်တောင်မှကြောက်စရာကောင်းနေတယ်လို့ပြောလိုက်တော့ရိုဒီကဒါပေမဲ့ဘိုင်ဘာကပြုံးလိုက်ရင်ချစ်စရာလေးပါလို့ပြောလိုက်ပါတယ်။ပြီးတော့နှစ်ယောက်သားသဘောကျစွာယဉ်နေခဲ့ပါတယ်။ တဖက်ကရေတံခွေရဲ့နောက်ဖက်မှာတော့ဘိုင်ဘာကအစ်တုံးတစ်ခုပေါ်ထိုင်ကကလေးတစ်ယောက်နဲ့လှုပ်ရှုပ်နေတဲ့မာရကိုကိုစောင့်နေခဲ့ပါလေမာရကိုကသူ့ရဲ့အစွမ်းကိုသုံးပြီးယိုအီရဲ့အိမ်မွေးတလေးဆန်ကိုကုသပေးနေခဲ့တာပါခဏကြာတော့မာရကိုကယိုအီကိုတောင်းမကိုခေါ်သွားလို့ရပြီလို့ပြောပြလိုက်ပြီးအရန်ကြီးမလှုပ်ရှားသေးဘူးအတွက်ပြောလိုက်ပါလေဒါကိုကြာတော့ယိုအီကပြောသွားပြီးတော့သူမကတောင်းမကိုထားရက်ခံလိုက်ပါလေဒါကြောင့်တောင်မကထားရက်လိုက်တော့ယိုအီကမာရကိုရဲ့စေးပညာကိုချီးကျူးနေခဲ့ပြီးသူမကတောင်းမကိုမင်းကကံကောင်းတယ်လို့ပြောလိုက်ပါလေ ဒါမှကတော့ချက်ချင်းကိုခုံဆွားခုံဆွားလုပ်နေတာကြောင့်မာကိုကအော်ဟစ်ဒရီပြနေပါရီယိုယီကတော့ဒါမှကိုစီကမာကိုကိုကျေးဇူးတင်ကြောင်းပြောရင်ထွက်သွားခဲ့ပါရီမာကိုကမုတ်စိတ်ဖြူကြီးရဲ့တက်မှာပါတာခွဲမှုဖြစ်တဲ့အပြင်သူကညာလက်ယုံတယောက်လည်းဖြစ်ပါရီဒါအပြင်လွန်ခဲ့တဲ့နှစ်ကတမိုင်းဝင်စစ်ပွဲကြီးမှာလေမာကိုကရှေ့ကနေဦးဆောင်တိုက်ခိုက်ခဲ့ပါရီဘောဇာလီနိုကမာကိုရဲ့စွမ်းကုန်မြင်တော့မင်းစားထားတဲ့တစ်တီကလိုဂီယာထက်ရှားပါတဲ့ဒဏ္ဍာရီလားဇွန်အမျိုးစားပဲလို့ပြောလိုက်ချိန်မှာမာကိုက"သူကဖီနစ်ပုံစံပြောင်းလဲကအားလုံးကိုတိုက်ခိုက်ခဲ့ပါရီ" ဒါကိုမြင်တော့အားလုံးကလန့်သွားပြီးမာရ်ကိုကိုတိုက်ခိုက်ဖို့လုပ်ပေမဲ့မာရ်ကိုကသူ့ရဲ့မိတော့တွေနဲ့အတူပြန်ကောင်းသွားခဲ့ပါတယ်။မုံစိတ်ဖြူကြီးကသူ့ရဲ့တပည့်တွေကိုတားလို့ခေါ်ပြီးတပည့်တွေကလည်းအဖေကြီးလို့ခေါ်ခဲ့ကြပါတယ်။သူတို့တွေကအတော်လေးကိုစီးလုံးနဲ့မိသားစုဝင်တွေဖြစ်ခဲ့ကြတာပါ။ဒါပေမဲ့တိုက်ပွဲအတွင်းမှာစကွက်ကမုံစိတ်ဖြူကြီးကိုဓာတ်နဲ့ထိုးပစ်လိုက်ပါတယ်။ဒါကိုမြင်တော့မာရ်ကိုကမင်းပါလောက်တာလေလို့ဆိုကပြေးဝင်တားခဲ့ပြီးစကွက်ကလည်းဒီအတွက်ဖြည့်ရှင်းချက်ပေးဖို့အတွက်ပြောပါတယ်။တကယ်တော့စကွက်ရဲ့အဖွဲ့သားတွေကရော်ဂျာရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရတာပါ။ဒါကြောင့်စကွက်ကရော်ဂျာကိုမုံနေပြီး ။ဒါကိုသိတော့ရေတပ်ဗိုလ်ချုပ်အာကိုင်နူးကစကွက်ကို Ace က Roger ရဲ့သားဖြစ်တယ်ဆိုတာပြောပြလိုက်ပါရီ။ပြီးတော့အခုလဲမုန်းစိတ်ဖြူက Ace ရဲ့အသက်နဲ့အားလုံးကိုအသက်ချင်းလာလေးတာဆိုပြီးလဲရှောက်ပြောခဲ့ပါရီ။ဒါကြောင့်စကွက်ကမုန်းစိတ်ဖြူကြီးကိုတတ်ဖို့ကြိုးစားခဲ့တာပါ။ဒါပေမဲ့မုန်းစိတ်ဖြူကြီးကစကွက်ကိုချင်းလာစွာဖတ်လိုက်ပြီးသူ့အနေနဲ့စကွက်တော့အနီနောက်မှအပြစ်မမြင်ဘူးလို့ပြောပြီးမင်းတို့အားလုံးကအဖေကြီးရဲ့သားတွေပဲလို့ဆိုပါရီ။ပြီးတော့ white bear ကြီးကမင်းအနေနဲ့ roger ကိုမုန်းနေတယ်ဆိုတာကိုနားလေပေးနိုင်ပါရီ။ ဒါပေမဲ့အဖေဖြစ်သူရဲ့အမားကိုသားဖြစ်သူကခံရမယ်ဆိုတာကမဟုတ်သေးဘူးလို့ပြောလိုက်ပြီးအခုထိ AS ကမင်းဘော်ကိုဘာမကောင်းတာလုပ်ခဲ့တယ်လို့မေးပါရီဒါပြင်သူ့အနေနဲ့အားလုံးကိုဒန်းတူပဲချက်ပြီးသူ့ကိုပိုချစ်တာမျိုးလည်းမရှိခဲ့ဘူးလို့ပြောလိုက်ပါရီဒါကြောင့် AS ကိုလည်းကျင်နာစာဆက်ဆံပေးဖို့အတွက်ပြောလိုက်ပါရီအဲဒီနောက်မှာတော့ AS ကလူဖီရဲ့အကူအညီနဲ့လွတ်လာခဲ့ပါရီတဖက်မှာလည်းမိုးစိတ်ဖြူကြီးရဲ့သူ့ရဲ့ဖွဲ့သားတွေအားလုံးကိုနားထောင်မှုအတွက်ပြောလိုက်ပြီးခေါင်းဆောင်အနေနဲ့နောက်ဆုံးမင်းကိုပေးမယ်လို့ပြောပါရီ မုတ်စိတ်ဖြူကအားလုံးကိုအခုငါမင်းတို့နဲ့လမ်းခွဲရလိမ့်မယ်လို့ပြောပြီးကဘာသစ်စီကိုဘေးကင်းကင်းနဲ့ပြန်မိုးအတွက်လည်းပြောသွားတယ်။အဲဒီနောက်မုတ်စိတ်ဖြူကြီးက "तू ကခေဟောင်းကလူပဲ။ခေသစ်ကဘယ်တင်မောကိုမစိုးတားနိုင်တယ်လို့ပြောကသူ့ရဲ့အစွမ်းနဲ့အားလုံးကိုဓာတ်ထားခဲ့ပါတယ်။ဒါကိုမြင်တော့ Ace တို့ကတုံ့လုံခဲ့ကြပါတယ်။ခဏကြာတော့မုတ်စိတ်ဖြူကြီးက Ace ကိုသူ့ကိုအဖေတော်ထားရတာကိုပြောရဲလာလို့မိလိုက်တော့ Ace ကဝမ်းနဲ့သွားပြီးအယံပြော်တယ်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်မထင်မှားထားတဲ့သူကရောက်လာခဲ့ပါတယ်။သူကတော့မုတ်စိတ်ဖြူရဲ့တပည့်မုတ်စိတ်မဲ Teach ပါ။ ထီရှ်ကတော့မောက်စိတ်ဖြူကြီးကိုခမ ्या ကိုငရဲလာပို့တာလို့ပြောလိုက်တော့မောက်စိတ်ဖြူကြီးက Blood Beer Teach ကိုမင်းကိုပဲငါသားဖြစ်လက်မခံတာလို့ပြောလိုက်ပါရီဘာလို့လဲဆိုတော့ဒီ Blood Beer Teach ကဂိုင်းရဲ့စီကံကိုဖောက်ဖျက်ပြီးအဖွဲ့ဝင် Two Touch ကိုတတ်ပစ်လိုက်လို့ပါအဲဒီနောက်မှာတော့ Blood Beer ကမောက်စိတ်ဖြူကြီးကိုပြစ်တတ်ပစ်လိုက်ပါရီဒီကနေ့ဖြစ်နေတဲ့မောက်စိတ်ဖြူကြီးက Teach ကို Roger ဆောင်းနေတဲ့သူကမင်းမဟုတ်ဘူးလို့ပြောလိုက်တယ်ပြီးတော့မုံစိတ်ဖြူကြီးကသူ့ရဲ့သားတွေကိုဒီလိုယူကိုပြုစုပြောင်းထောင်ပြီးခဲ့လို့တောင်းပန်နေခဲ့ပါတယ်။ဒါကသူ့အတွက်အရင်ကကြာရှည်တဲ့ခီးတစ်ခုဖြစ်ခဲ့တယ်လို့လည်းပြောလိုက်ပါတယ်။ တကယ်လဲဒီခကြီးကသူ့အတွက်ကြာမြင့်ခဲ့ပါတယ်မုတ်ဆိတ်ဖြူကြီးကတကူရဲဘွားနဲ့အဖွဲသားတွေရလာပြီးနောက်ဆုံးအင်အားကြီးမားတဲ့အဖွဲတစ်ခုကိုထူထောင်နိုင်ခဲ့သူပါဟိုးရင်တွေကမုတ်ဆိတ်ဖြူကဓမြတိုက်လို့ရလာတဲ့ရွှေငွေတွေကိုစိတ်ဝင်စားခဲ့ပါဘူးဒါကြောင့်အားလုံးကသူ့ကိုထူးဆန်းတယ်လို့ကြီးခဲ့ကြပါပဲအဲအစားသူကမိသားစုတစ်ခုကိုသာလိုချင်ခဲ့တာလို့ပြောပြပါတယ်ဒါကိုကြတော့အားလုံးကလမ်းကြီးခဲ့ကြပါပဲမုတ်ဆိတ်ဖြူကတော့သူ့အတွင်းနဲ့သူပြုံးနေပါရီအဲဒီနောက်မှာတော့မုတ်ဆိတ်ဖြူကြီးကထေသွားပြီးတီးရှိရဲ့လက်စားချေတဲ့အစီအစဉ်ကပြီးသွားခဲ့ပါပြီ ဒါပေမဲ့သူ့ရဲ့အကြံကထပ်ပြီးပေါ်လာပြီးတော့တစ်ဖက်မှာလည်းအားလုံးကဝမ်းနေနေပါသေးတယ်။အဲဒီအချိန် Blood Beer Teach ကမုတ်စိတ်ဖြူကြီးရဲ့အစွမ်းတွေကိုလွှဲယူခဲ့ပါသေးတယ်။သူ့ရဲ့ကိုပိုင်နတ်ဆိုးသစ်သည့်အစွမ်းပြင်မုတ်စိတ်ဖြူကြီးရဲ့နတ်ဆိုးသစ်သည့်အစွမ်းကိုပါရသွားတဲ့ Teach ကြောင့်သူ့ကိုဘယ်သူမှရှင်လို့မရတော့ပါဘူး။ဘလဘီယာတီရှ်ကတော့သူ့ကိုယ်သူချိန်နေနေပြီးဒိတ်မကြခင်သူကအေဂရီလေးပါးတွေကတပားဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ရွာသားတွေကမာရကိုကိုသူတို့ရဲ့ပြဿနာတွေကိုတရားတစ်ပတ်ဝိုင်းပြောနေပါတယ်။ဒါကြောင့်မာရကိုကအားလုံးကိုတယောက်ချင်းစီပြောဖို့အတွက်ပြောပြီးပြဿနာတွေကိုဖြေရှင်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့မာကိုကဗိုက်ဘာကိုစကားသွားပြောခဲ့ပြီးဒါကအဖေကြီးတိဆောက်ပေးထားတဲ့ရွာပဲလို့ပြောပြတယ်။ဒါကိုကြတော့ဗိုက်ဘာကအံ့ဩသွားပြီးမုန်းစိတ်ဖြူကြီးလာလို့မိလိုက်ပါတယ်။မာကိုကရင်ကဒီနေရာမှာဥပဒေမဲ့နေပြီးလူရဲမှုတွေကြောင့်စင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့တယ်လို့ပြောပြပါတယ်။ဒါကို White Bear ကကာကွယ်ပေးခဲ့ပြီးတော့သူကငငယ်လေးနဲ့ပင်လယ်ထဲကိုထွက်သွားခဲ့ပါတယ်။အဲဒီနောက်မုန်းစိတ်ဖြူကြီးကပင်လယ်ထဲများဖြစ်လာတဲ့အချိန်သူကရာသမျှပစ္စည်းတွေကိုရွာကိုမသိအောင်ထောက်ပံ့ပေးခဲ့သူပါ။ဘာလို့လဲဆိုတော့သူ့မမိသားစုမရှိရင်တော့ဒီနေရာကသူ့ရဲ့ဇာတိဖြစ်ခဲ့လို့ပါပဲ။ ဒါပေမဲ့မုတ်ဆိပ်ဖြူကြီးသေးဆုံးသွားတဲ့နောက်မှာမာရကိုကဒီနေရာကိုကာဝယ်ဖို့အတွက်ကြိုးစားကြပါရီဒါပေမဲ့ထီရှ်ကရောက်လာပြီးလူယူဖို့ကြိုးစားခဲ့တာကြောင့်မာရကိုကအစွမ်းကုန်ဒါစီကထပ်မံကာဝယ်ခဲ့ရပါရီဒါပေမဲ့မုတ်ဆိပ်ဖြူကြီးရဲ့အစွမ်းကိုရထားတဲ့တီရှ်ကိုသူတို့ကဘယ်လိုမှမရှင်းနိုင်ခဲ့ပါဘူးအဲဒီတော့ကသူတို့အားလုံးကထီရှ်ရဲ့လက်မှာရှုံးနေခဲ့ရပါရီအဲဒီနောက်မာရကိုကဘိုက်ပါကို3ရဲ့ဖေကြီးကကက်စီနဲ့ကော်တီယာကြီးလို့ပြောပြရီအဲဒီနောက်မှာသူကဝမ်းနေလာပြီးမုတ်ဆိပ်ဖြူကြီးကတခြားသူရဲ့ရက်ကိုယ်တော်လူတောက်တဲ့အပြင်သူတို့ကလည်းတခါမှရက်ဝင်မတိုက်ဘူးလို့ဆိုကငိုနေခဲ့ပါရီ ဝိုင်းနေနေတဲ့မာရကိုကြောင့်ဗိုက်ပါကသူ့ကိုအမိနဲ့ဖတ်ထားပေးလိုက်ပါတယ်မာရကိုကတော့မျက်ရည်တွေကိုတုံရင်မုတ်စိတ်ဖြူကြီးကဘာလို့အဲ့လိုလုံနေရတာလဲလို့ဆိုတော့သူကရသမျှပတ်စံတွေအကုန်လုံးကိုရွာကိုထောက်ပံ့နေရလို့လို့ပြောပါတယ်မာရကိုကဒါရီအားလုံးကိုသူတို့ကတည်ထားတယ်လို့လည်းပြောလိုက်ပါတယ်ဒါကိုကြတော့ဗိုက်ပါကမာရကိုကိုဒါဆိုရင်ရွာကမင်းတို့အဖေကြီးရဲ့နောက်ဆုံးကြံတဲ့အရာပေါ့လို့ပြောလိုက်ပါတယ်မာရကိုကတော့ဒါအပြင်ဇပင်နီရှန်ကလည်းမုတ်စိတ်ဖြူကြီးရဲ့အလောင်းကိုဒီနေရာမှာမြုပ်ထားပေးခဲ့တယ်လို့ပြောပြလိုက်ပါတယ်အဲ့ဒီနောက်မာရကိုကဒိန်ငယ်တစ်ခုကိုသွားယူပြီး အခုချိန်မှာ we value ခေါ်တဲ့သူကသူ့ကိုယ်သူမုတ်စိတ်ဖြူကြီးရဲ့သားလို့ပြောပြီး YB ရနဲ့ပတ်သက်နေတဲ့သူတွေကိုတိုက်ခိုက်နေကြောင်းပြောပြလိုက်ပါတယ် we value ကသူ့ရဲ့အမေကိုမုတ်စိတ်ဖြူကြီးရဲ့သားမလားလို့မေးနေခဲ့တာပါဒါပြင်သူ့မှာမုတ်စိတ်ဖြူလို့နှကမ်းမွေးဖြူလဲရှိတယ်လို့ပြောပြခဲ့ပါတယ်ဒါကိုမိခင်ဖြစ်သူဘာခင်ကလည်းသူမရဲ့သားကိုမင်းကမုတ်စိတ်ဖြူကြီးရဲ့တူရီတော်သားပဲလို့ပြောလိုက်ပြီးသူကလည်းမုတ်စိတ်ဖြူကြီးချစ်တဲ့အမျိုးသမီးပဲလို့ပြောလိုက်ပါတယ်တဖက်မှာလေဘိုင်ဘာကဒါကိုကြားပြီးအန်အောနေကတကယ်လားလို့မိလိုက်ပါတယ်မာကူကတော့ဒါက ယောက်ျားမိန်းမကြိုက်တဲ့ကိစ္စဖြစ်လို့သူလည်းမသိချာမသိဘူးလို့ပြောလိုက်ပါရီဒါပေမဲ့တေချာတော်ကတော့သူတို့တွေကအဖေကြီးရဲ့စီးစိမ်တွေကိုမတ်လို့ဒီလိုမျိုးလိုက်နေတာပဲလို့ပြောလိုက်ပါရီဒါအပြင်ဘာခင်တို့ကစီးစိမ်တွေကတကယ်မရှိဘူးလို့ပြောပြတာကိုလည်းလက်မခံဘူးလို့ပြောပါရီပြီးတော့မာရီကိုကဘိုင်ဘာကိုဒီနေရာနဲ့သူကဘာခင်တို့ရဲ့ပြင်မဲ့ဖြစ်လာလိမ့်မယ်လို့ပြောလိုက်တော့မာရီကိုကဒါဆိုရင်မင်းထွက်သွားလို့မရဘူးလားလို့မေးလိုက်ပါရီအရင်တော့ကဘာခင်နဲ့မုတ်ဆိတ်ဖြူကြီးကခီးတစ်ခုကိုအတူတူသွားခဲ့ပြူတယ်လို့မာရီကိုကကြားဘူးခဲ့ကြောင်းပြောပြပါရီ ။ဒါကိုကြတော့ Viper ကဒါဆိုရင်မင်းက Viper ကိုလည်းကာကွယ်ပေးသင့်တယ်လို့စားနောင်နေပါရီ။အဲဒီနောက်မာကိုကသူ့အနေနဲ့ Luffy ကိုမာဇီယာတစ်ခုရှိတယ်လို့ပြောလိုက်တယ်။ပြီးတော့မာကိုက Viper ကို Wano ဒေသကိုသွားရင်ဘာလုပ်မှလဲလို့မေးတော့ Viper က Kaido ကိုပြင်မှာပေါ်လို့ပြောလိုက်ပါရီ။ဒါကိုကြတော့ Marco ကလန့်သွားပြီးတော့ Luffy လိုဒီယူကောင်ကဒီတစ်ခါ Kaido နဲ့ရန်ဖြစ်ဖို့ကြံစည်နေရလားလို့အထိတ်တလန့်တွေးလိုက်ပြီးဇာလန်လေးကလည်းဒီမာရီမဲတခန့်ရက်သွားခဲ့ပြန်ပါရီ။အပိုင်း192ရဲ့အဆောင်မှာတော့ new ware ကိုရောက်ရှိလာကြတဲ့ကောက်ရိုးထိုးတို့မြအဖွဲ့သားတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ် ဇန်နီဒီမော့ပေါ်မှာလိုက်ပါစီးနေနေရင်ဝါနိုဒီသားကိုဥတီကသွားနေတဲ့လမ်းတစ်လျှောက်မှာဘလို့စင်စားကမ်းမျိုးတွေကိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကတော့တကယ်ကိုယဉ်ခုံးကြပါပြီ။နောက်တစ်ခါမှာတော့နာမီကလူဖီကိုရေရီအစည်းအဝေးစတင်ပြီဖြစ်ကြောင်းနဲ့တကမ္ဘာလုံးကဘီယင်းနေဘီယင်းမတွေကလည်းမယ်ရီဂျိုးစ်မှာရောက်ရှိနေပြီဖြစ်ကြောင်းအသိပေးနေပါတယ်။ဒါ့အပြင်ဆယ်စုနှစ်တစ်ခုကြာမြင့်ပြီးကမှအစည်းအဝေးပွဲကိုပြန်လည်တက်ရောက်လာခဲ့တဲ့ရူဂီယူဒိုင်းမီကိုလူတွေကအာရုံစိုက်နေကြတယ်ဆိုတဲ့အကြောင်းကိုလည်းထပ်မံရှင်းပြလိုက်ပါတယ်။ နောက်ပြီးရပ်ပေါ်မှာဆိုရင်လေရှူရာဟိုရှိကကဘာနံပြားကမင်းသားတွေတော်တော်များများရဲ့ဝိုင်းဝန်းပိုးပန်းခြင်းကိုခံနေရတယ်လို့ဆိုပါရီဒါကြောင့်တော့လူဖီကရှူရာဟိုရှိဆိုတဲ့ငိုတန်တဲ့ရည်သူမလေးတယောက်နောက်ဆုံးတော့ဂုံးမော်ကိုတက်လာပြီပေါ့လို့ဆိုတာသဘောကျနေပါရီနာမီကသူမရဲ့အမြင်အရဆိုရင်တော့အခုလိုမျိုးငါးလူသားတွေဂုံးမော်ကိုတက်လာဖို့အတွက်အတော်လေးတက်တိမွေးခဲ့ရမှာဖြစ်ကြောင်းပြောဆိုနေချိန်မှာပဲစံကြီးတယောက်ရုတ်တရက်ဝင်ရောက်လာပြီးသတင်းစာရဲ့တစ်ဖက်တစ်ချက်စီမှာပါရီ VV ရဲ့ပုံကိုကြည့်ရင်နှာစကန်ထားနေပါရီဒါကြောင့်စိတ်မရှိတဲ့နာမီလည်းစံကြီးကိုအားရပါရပိတ်ကျွေးပြစ်လိုက်ပါရီ လူဗီကသတင်းစာမှာပါဝင်လာတဲ့ VV ရဲ့ပုံစံကိုကြည့်ပြီးဒီရေသူမာလေးတော်တော်ကိတ်လာတယ်လို့ပြောနေချိန်မှာနာမီကအချိန်တိုလေးတွင်းပါတယ်။လှပတင်းတယ်တဲ့မင်းသမီးတစ်ပါးဖြစ်လာလိမ့်မယ်လို့ထင်မှားဘူးလို့ဆိုပါတယ်။ဒီအချိန်မှာဘရုကဘလိုပဲဖြစ်ဖြစ်သူ့အနေနဲ့တစ်ချိန်ကျ VV နဲ့တွေ့ဆုံပြီးသူမရဲ့ပန်ဒီလီရဲ့အယောင်ကိုအရသာခံပြီးကြည့်ကျင်နေသေးတယ်လို့ဝင်ပြောနေကြတာကြောင့်နာမီရဲ့အားရပါးရထူထောင်ခြင်းကိုခံလိုက်ရပါတယ်။အဲ့နောက်မှာတော့လူဖီနဲ့နာမီကကြမ်းရှိနေတဲ့စာမျက်နှာတွေကိုဆက်လက်ဖတ်ရှုနေကြရင်ယုတ်တိရဲ့ပြန်သတိရလာတဲ့ဆန်ကြီးကဗီယိုလာကိုပြန်တွေ့ပြီးနှာဘူးထနေခဲ့ပြန်ပါလေ။ ။တစ်ဖက်မှာလည်းလူဖီကဝါပူ၊စိုင်းနဲ့ရေဘကာတို့လိုရန်သူတွေကိုရောရင်းနှီးခဲ့ပူတဲ့သူတွေကိုပါထပ်မံတွေးရှိလိုက်ရတာကြောင့်အံ့ဩနေပါလေ။နာမီကတော့အခုလိုမျိုးတန်နီယာရဲမှာရန်သူမိတ်ဆွေတွေအကုန်လုံးကိုစုံတွေးရခြင်းကရေဘရီညီလာခံရဲ့ထူးခြားမှုတစ်ခုပဲလို့ဆိုပြီးအံ့ဩနေတဲ့လူဖီကိုရှင်းပြလိုက်ပါလေ။အဲဒီနောက်မှာတော့နာမီကသတင်းစာရဲ့စာမျက်နှာတစ်ခုကိုချောပါကိုကြည့်ရှုခိုင်းစေခဲ့ပြီးအံ့အားတင်သွားစေပါတယ်။ရုတ်တရက်မြင်တွေ့လိုက်ရတဲ့ဒေါက်တာရင်းကြောင့်ချောပါတယောက်ဝမ်းနေသွားခဲ့ပါတယ်။ ဒါကိုမြင်တော့စံကြီးကဒီလိုယူပညာရှင်ဖွားကြီးအခုချိန်ထိအသက်ရှင်နေသေးတာလို့ထားပြောတာကြောင့်ချော်ပါတယောက်ဒေါသထွက်သွားခဲ့ပါလိမ့်။နောက်တစ်ခါမှတော့ချော်ပါကသူ့ရဲ့လက်ဦးဆရာဖြစ်တဲ့ဒေါက်တာရင်းရဲ့ပုံကိုသတင်းစာထဲမှာကက်ကြီးနဲ့ညှပ်ထုတ်ပြနေခဲ့ပြီးတစ်ဖက်မှာလည်းစံကြီးကသူတစ်ဖက်သက်ချိုက်ရတဲ့စော်လေးပုံပေါက်သွားမှဆိုရင်လည်းအတွက်အော်ဟစ်နေပါလိမ့်။နာမီကတော့အခုလိုမျိုးသတင်းစာရဲပုံတွေကိုကက်ကြီးနဲ့ညှပ်ထုတ်ပြလိုက်ရတဲ့အတွက်ကြံရှိနေသေးတဲ့အရေးကြီးသတင်းတွေမဖတ်ရတော့မှဆိုတာစူပူနေပါလေဒီလိုနဲ့ဒီမှာကသတင်းစာရဲ့နောက်ဆုံးစာမျက်နှာမှာရေးသားထားတဲ့ဂိုင်ရိုအကြောင်းပါဝင်တဲ့စောင်းမတစ်ပုဒ်ကိုတွေ့လဲရောက်ပါလေ ဆောင်းမားတွေမှာတော့ဘင်မောင်းနဲ့ဂိုင်တွေရဲ့ပတ်သက်မှုအချို့ကိုရေးထားခဲ့ပေမဲ့စန်ဂျီနဲ့ချော်ပါရဲ့လက်ချက်ကြောင့်တရင်ပြည်စုံကိုဖတ်ရှုဖို့အတွက်အခက်အခဲတွေ့နေရပါတယ်။အဲဒီအချိန်လူဖီကဘလို့ပဲဖြစ်ဖြစ်သူအနေနဲ့အားလုံးကြမ်းကြမ်းမာမာရှိနေတာကိုမြင်လိုက်ရတဲ့အတွက်အယံဝမ်းသာတယ်လို့ဆိုပြီးဝင်ပြောပါတယ်။ဒါကြောင့်ကဘာအနှံ့ကိုရွက်လင့်သွားပြီးတဲ့အခါကျရင်တော့မိဟောင်းဆွေဟောင်းအနေနဲ့တွားရောက်တွေ့ဆုံမယ်လို့ဘရုတ်ကပြောပါတယ်။ဘရုကလူဖီကိုအစီအစဉ်တိုင်းဆိုရင်ဝါနိုကိုရောက်ရှိနေတဲ့အဖွဲ့နဲ့အခုချိန်ဆိုဆက်တွေ့ရသေးနေပြီလို့ရှင်းပြနေခဲ့ပြီးဆက်တွေ့ခ ्यू ကနေလည်းစဉ်ကျန်တဲ့အဖွဲ့သားတွေအားလုံးကိုဆက်တွေ့ခိုင်းကြည့်ခဲ့ပါတယ် ဒီလိုနဲ့လူဖီတယောက်ဆက်သွယ်ရေးခရုကိုအသုံးပြုပြီးအဖွဲ့သားတွေကိုဆက်သွယ်ကြည့်ချိန်မှာတော့တစ်ဖက်ကတုံ့ပြန်ခြင်းမရှိတာကြောင့်စံကြီးကနေငယ်စိတ်ပူနေခဲ့ပါတယ်။ဒါပေမဲ့လူဖီကတော့အစင်မပြေမှုတွေရှိနေမဲ့ဆိုရင်တော့ဝါနိုတိုင်းမီကိုရောက်ရှိဖို့အတွက်ရှေ့တဲတဲ့ကိုပဲရွယ်လွင်ကြဆိုလို့အမိန်ပေးလိုက်ပါတယ်။အဲဒီအချိန်ရုတ်တရက်တင်းမောရဲ့ဂုံဘတ်ပေါ်ကိုထူးဆန်းတဲ့ရေပွဲတစ်ကောင်ရောက်ရှိလာပြီးတစ်ဖက်မှာလေနာမီကပြောင်းလဲလာတဲ့လေးတိုင်းနှုံးကိုခန်းစားမိတာကြောင့်လူဖီတို့ကိုသတိနဲ့နေဖို့အတွက်လှမ်းတည်ပေးပါတယ်။ ဒါအပြင်သူမအနေနဲ့အခုလိုမျိုးလေရီရဲ့အေးဆက်ဆက်ရပါနဲ့ပြင်းထန်တဲ့လိုင်းမျိုးတွေကိုတခါမှမခံစားဘူးဆိုပြီးရင်ဖွင့်နေပါရီ။နောက်ပြီးအခုလက်ရှိကြုံနေရတဲ့အခြေအနေကိုသုံးသပ်ကြည့်ရမယ်ဆိုရင်သူမရဲ့စိတ်ထဲမှာတော်တော်လေးကိုမတိုးမတန့်ဖြစ်နေတယ်လို့ခံစားမိတယ်လို့ဆိုပါရီ။ဒါကြောင့်ဒီလက္ခဏာတွေအားလုံးကဝါနူတိုင်းမျိုးကိုတဖြည်းဖြည်းနီးကပ်လာပြီးဆိုတဲ့နမိတ်တွေပဲလို့အဖွဲ့သားတွေကိုရှင်းပြလိုက်ပါရီ။ဇိုးရွားတဲ့အခြေအနေနဲ့ပုံမှန်မဟုတ်တဲ့ရေစီးနှုန်းနောက်ပြီးပြင်းထန်လွန်တဲ့လေတိုက်ခတ်မှုတွေကမကြခင်မှာအလွန်ကြီးမားတဲ့ပင်လယ်ပြင်မုန်တိုင်းတစ်ခုကြားရောက်လာတော့မှဖြစ်တယ်လို့အကျိုးစဉ်အကြောင်းရင်းရှင်းပြနေကြတာပါ။ ဘရိုကတော့လူဖီကိုဝါနိုတိုင်းမီကိုရောက်အောင်သွားမယ်ဆိုရင်တော့အဖွဲသားတွေကိုမုံတိုင်းနဲ့တိုးဝင်ခိုင်းမှုအထိမသိတော့ဘူးဆိုပြီးအကြံမင်းနေပါတယ်။ဒါကိုကြောင့်တော့နာမီကကင်းရမွန်တယောက်ကသူမကိုအတိတ်တုန်းကပြောခဲ့ပူတဲ့စကားတွေကိုဘရိုကိုရှင်းပြလိုက်ပါတယ်။တကယ်တော့ဝါနိုတိုင်းမီမှာပုံမှန်ကျွန်းစုတွေထပ်ပိုးဆိုးွားတဲ့ရာသီဥတုကအမြဲလိုလိုဖြစ်ပေါ်နေခဲ့ပြီးတိုင်းမီတွေကိုဝင်ရောက်ဖို့အတွက်ဆိုရင်အရန်ကိုခက်ခဲလွန်းတယ်လို့ဆိုပါတယ်။ဒီအကြောင်းကိုကြားလိုက်ရပြီးတဲ့နောက်ပိုင်းမှာတော့ဘရိုကတကယ်ပဲဝါနိုတိုင်းမီဆိုတာကဘာကြီးရဲ့တိကျတိရှိမှုတစ်ခုမှန်သိရှိနားလည်သွားပြီးသဘောပေါက်သွားပါတယ်။ ဒီလိုနဲ့နာမီကဝါနိုတိုင်းပြည်ကိုအနီးရကင်းကင်းဝင်ရောက်ဖို့အတွက်အကြံထုတ်နေချိန်တစ်ဖက်မှာလည်းတင်းမောဘုတ်ကိုရောက်ရှိလာတဲ့ထူးဆန်းတဲ့ရေပွဲတစ်ကောင်ကိုမြင်တွေ့လိုက်ရပြီးအံ့ဩကုန်ကြပါသည်ဒီလိုနဲ့ကျန်းမာရတဲ့ရေလိုင်းတွေကိုကြည့်ရင်စံကြီးကမကြခင်မှာဝါနိုတိုင်းပြည်ရဲ့ဝင်ပေါက်ကိုရောက်ရှိတော့မှဖြစ်တာကြောင့်အားလုံးကိုသတိကြီးကြီးထားဖို့အတွက်အမိန်ပေးခဲ့ပါတယ်။နောက်တစ်ခါမှတော့ရေပွဲကောင်ကသူ့ရဲ့လက်တံအနေနဲ့ခေါင်းကိုတစ်ချက်ပြီးတစ်ချက်ပုတ်နေခဲ့ပြီးပင်လယ်ထဲမှာရှိတဲ့အယောင်မောင်ငါးကြီးတွေကိုရေစီးချောင်းတိုင်းလိုက်ပါစေခဲ့ပါတယ်။ဒါဝုံမြင်တော့ချော့ပါဂေရော့နဲ့နာမီတို့ကအံ့ဩနေခဲ့ပေမယ့် တစ်ဖက်မှာလည်းလူဖီကတင်မောဖီနာမှာခုံပေါက်နေတဲ့ငကြင်းအုပ်ကြီးကိုသဘောကျနေပါတယ်။ဇန်ကြီးကတော့ရေကျုံငါဖြစ်တဲ့ငကြင်းတွေကအခုလိုမျိုးရေငန်ပိုင်းမှာအသက်ရှင်နေနိုင်တာကပုံမှန်ကိစ္စမဟုတ်ဘူးဆိုပြီးဇိုးရိမ်ကြီးနဲ့အဖွဲ့သားတွေကိုရှင်းပြပါတယ်။ဒါပေမဲ့ထုံးစံတိုင်းခေါင်းမလွန်တဲ့လူဖီကတော့ဇိုရိုရိုနဲ့ပြန်ပြီးတော့ဆုံတွေ့တဲ့အခါဇားတော့ပွဲကြီးကျင်းပခြင်းတဲ့အတွက်အီယာမငကြင်းကြီးတွေကိုဖမ်းယူဖို့အတွက်ဆုံးဖြတ်လိုက်ရင်ကျောကုန်းမော်ကိုခုန်တက်သွားခဲ့တာကြောင့်ဂျန်နဲ့အဖွဲ့သားတွေကတားနေရပါတယ်။ အဲ့ဒီချိန်နာမီကစန်ကြီးကိုလူဗီကိုတွားရောက်ကယ်တင်မှုအတွက်ခိုင်းစင်နေခဲ့ပေမဲ့စန်ကြီးကတင်မိုးကိုကာကွယ်ရေးအတွက်ပဲဦးစားပေးတဲ့ကြောင်းပြန်ပြောပါရီအဲ့ဒီနောက်မှာတော့သူတို့ကတဖြည်းဖြည်းမြင့်တက်လာတဲ့လိုင်းလုံးနေကြမှာတင်မိုးကိုနင်းမြုံမသွားအောင်နီးမျိုးစုံနဲ့ဂျိုးပန်းခဲ့ရင်နောက်ဆုံးမှာတော့အီယာမရေတဝန်းကြီးတစ်ခုအောက်ကိုရောက်ရှိလာပါရီအဲ့ဒီအချိန်ရေပွဲကောင်ရဲ့ထူးဆန်းတဲ့အပြုအမူတွေနဲ့အတူအီယာမငကြင်းတွေကထပ်မံလှုပ်ရှားလာခဲ့ပြီးရေတဝန်းအပေါ်ကိုစမ်းတက်သွားတာကိုမြင်လိုက်ရပါရီ ဒါကိုမြင်တော့နာမီကငချင်းတွေကတဘာဝအရရေစီးချောင်းကိုစံတက်နိုင်နေဆိုပေမဲ့စံဒီလိုတက်မဲ့အရာဝိထုကတော့ရေဒဂွန်အောက်မှာနေနှိမ့်မြုပ်သွားနိုင်တယ်လို့ပြောပါရည်။အဲ့ဒီအချိန်တင်းမောပေါ်ကိုလူဖီတယောက်ပြန်လဲရောက်ရှိလာခဲ့ပြီးငချင်းတွေကခွန်အားလွန်ကြီးမားတာကြောင့်သူကိုရိုင်းတော်ဖမ်းလို့မရဘူးလို့ပြောနေပါရည်။တစားတဲမှာပဲလူဖီကငချင်းကြီးတွေကိုသူ့ရဲ့ rubber လက်တံအနေနဲ့ဖမ်းဆွဲလိုက်ပြီးနင်းမြုပ်ခန်းကြီးဖြစ်နေတဲ့တင်းမောနဲ့သူ့ရဲ့ဖွဲ့သားအလုံးကိုချိတ်ဆက်ရင်းရေဒဂုံမော်ကိုစံတက်ဖို့အတွက်စူးစမ်းခဲ့ပါတယ်။ ထုံးစံတိုင်းလူဖီရဲ့ဘာမှမသိတဲ့ကွက်တွေကြောင့်အဖွဲသားတွေအားလုံးလည်းဒရင်ဒီရိုင်နဲ့ဝဲပြန့်သွားကြရင်နောက်ဆုံးမှာတော့ရေဒီကွန်ရဲ့အပေါ်ပိုင်းကိုအောင်မြင်စွာရောက်ရှိသွားပါတယ်။အဲဒီနောက်မှာတော့သူတို့အားလုံးကဝါနိုတိုင်းမီကိုတွေ့ရှိလိုက်ရပြီးကန်ဆိုးစွာနဲ့ပဲရေဝဲကြီးတစ်ခုပေါ်မှာထပ်မံတွေ့ရှိလိုက်ရတာကြောင့်နာမီကလူဖီကိုရေဝဲတဲ့ဥတီသွားနေခဲ့တဲ့ငခြင်းတွေကိုလွတ်လိုက်ဖို့အတွက်အသိပေးပါတယ်။ဒါပေမဲ့သူမရဲ့စကားကိုဂယုမဆိုင်တာကြောင့်နာမီကတခြားပိတ်ထိုးလိုက်ပြီးအသီးစိတ်လွတ်နေတဲ့လူဖီကိုသူမတို့အတင်းမောအရှိကိုရောက်ရှိနေပြီဖြစ်တဲ့အီယာမရေပွဲကြီးကိုညွန်ပြလိုက်ပါရီ ောက်တစ်ခါမှာတော့လူဖီတယောက်ရေဝဲနဲ့အတူပင်လယ်ကျမ်းမြေအောက်ထိနေမြုပ်သွားရင်ဇာလန်လေးကလည်းဒီနေရာမှာရင်းမဲတခန်းရက်သွားခဲ့ပြန်ပါလေ